အားလုံးပဲမင်္ဂလာပါမသူဒီနေ့ဝေမြချင်တာလေးကကြတော့မသူတို့အိမ်တော်တဲ့အမျိုးသမီးတွေမှာမိမကုန်၆ပြည်လာပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေခံစားရမလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးနဲ့ဝေမြပေးမယ်တချို့ကြတော့ကိုယ့်ကိုယ်ကမိမကုန်၆ပြည်မှလည်းမသိဘူးပေါ့နော်အဲဒီလိုမျိုးကမသူပြောတဲ့လက္ခဏာတွေတော့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါလုံးဝပေါ်စာမနေပါနဲ့လို့မသူအနေနဲ့အကြံပြုချင်တယ်အဲ့ဒါကနံပါတ်၁အနေနဲ့ကဘာလဲဆိုရှင်အမျိုးသားနဲ့အတူနေတဲ့အခါမှာဆိုလို့ရှိရင်နေပြီးတဲ့နောက်မှာသွေးထွက်တတ်တယ်ဒါအဲဒါနံပါတ်၁အချက်မိမကုန်၆ပြည် တဲ့အိမ်အောင်တဲ့အမျိုးသမီးတွေရဲ့လက္ခဏာတဲ့မှာနံပါတ်2ကကျတော့ဒီအမျိုးသားနဲ့တူနေတဲ့အခါမှာဆိုရင်နာကျင်တယ်ဒီနေတဲ့အခါမှာဆိုရင်စိတ်မသက်မသာဖြစ်တယ်ပေါ့နော်ဒီပြောမှဆိုလို့ရှိရင်အမျိုးသားရဲ့ဒီဟိုပစ္စည်းကကျတော့ဒီမိမကိုယ်ရဲ့ဟိုဝင်မှုခက်ခဲတယ်ပေါ့နော်အဲအဲ့လိုမျိုးတွေထိုးပေါက်မှုကနည်းနည်းခက်ခဲတာတွေရှိမယ်နောက်မိမကိုယ်ရဲ့နာရန်လေးတွေမှာဆိုလို့ရှိရင်အဲနာနာကျင်တာတွေပေါ့နော်ခံစားရတယ်နောက်မိမကိုယ်ရာရန်တာတွေဖြစ်နိုင်တယ်နောက်စီလန်းချောင်းပိုးဝင်တာတွေဖြစ်နိုင်တယ်နောက်မိမကိုယ်က ူဆက်ပူလောင်နေဖြစ်နိုင်တယ်။မသူကပြောနေတဲ့အချက်ကလေးတွေဖြစ်နေပြီဆိုတော့ဒါအိမ်တော်တဲ့မျိုးသမီးတွေမှာမဖြစ်မနေမိမကို၆သွေးနေတာဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့လုံးဝပေါ်စားမနေနဲ့အမြန်ဆုံးစေရင်စေကန်းကိုပြားဒီနေရာမှာပေါ့နော်ဒီမိမကို၆သွေးတဲ့ဟာကြီးကိုပြားဖို့ခက်တယ်ရှက်တယ်ဆိုလို့ရှိရင်တော့မသူရဲ့ပေးထားတဲ့ Viber ဖုန်းနံပါတ်ကလေးမှာအသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ဒီအိမ်တော်တဲ့မျိုးသမီးတွေမှာမိမကို၆သွေးတဲ့အခါမှာတုံးဝမဲ့ဆက်ပြားတွေနောက်မရှိရင်ဟော်မုန်းအားနည်းလည်းဖြစ်တဲ့အတွက် ဟော်မုန်းညီမြအောင်ဖြစ်ဆက်စားလေးတွေရဲ့နောက်မလို့ရှိရင်ဒီမိမကို၆တွေ့တာကိုအစိုးရထိန်းနေဒီစီရန်လေးတွေလည်းရှိပြပေါ့เนาะငါသူနဲ့လာရောက်အသေးစိတ်တိုင်းမဆွေးနွေးပါလို့ပြောချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့ like and share လုပ်ပေးပါအမျိုးသမီးတိုင်းကဒီပေါ့เนาะပျော်ရွှင်ပွဲကောင်းတဲ့မိသားစုအိမ်တော်ကြီးပေါ့เนาะဒုက္ခလေးတွေပြေဝကြပါစေလို့ငါသူအနေနဲ့ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်ရှင်